မင်္ဂလာညချမ်းပါရှင်။ KTFN ပြည်သက်တွင်တဲ့ Greeny ပြည်သူပြည်သားအားလုံးဘင်းကင်းလို့ချုံပြီးစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့တူလူအင်ဆန္ဒတွေပြေဝကြပါစေလို့အရင်ဆုံးဆုမကောက်တောင်းပေးလိုက်ပါရင်။ KTFN မြန်မာဘာသာရေဒီယိုအစီအစဉ်ကို Prosonic Demoso မြို့နယ်မှာ FM Radio Lite 100 MHz ၊မဆဲမြို့နယ်မှာ FM Radio Lite 95.1 MHz တိုင်းဂရင်းနီနဲ့စမှာ FR2 လိုက်100 MHz တို့နဲ့နေ့စဉ်ည9:00နာရီမှာထုတ်လွှင့်ပေးနေတာပဲဖြစ်ပါတယ် KTF Radio Station ကနေတနိုင်စာနားဆင်နိုင်ပြီးကနေရီထိုင်ရဲ့လူမှုကိုရဆာမျက်နှာမှာတော့နိုင်ဝက်စာအစီအစဉ်တွေကိုတူတူခန်းစားရမှာဖြစ်ပါတယ်2025ခုနှစ်နိုဝင်ဘာလ12ရက်ပုဒ်ဟူးနေ့ည KTF မြန်မာဘာသာ Radio အစီအစဉ်တွေကိုစတင်ထုတ်လွှင့်ပေးနေပါပြီကျမမော်လင်းများပါရှင်ဒီနေ့ရဲ့အစီအစဉ်တွေကတော့ကနေရီထိုင်ရဲ့နောက်ဆုံးရသတင်းတွေ မိုးလေဝါဒသတင်းဒေတာတွေသတင်းတွေနဲ့နိုင်ငံတကာသတင်းတွေကိုအရင်ဆုံးကြားကြရပါမယ်။အဲဒီနောက်မှာတော့အပတ်စဉ်တင်ဆက်ပေးနေတဲ့ကုန်စည်နှုန်းသတင်းနဲ့တူတာဖြာဖြာအစီအစဉ်ကနေပြီးကလေးငယ်တွေဘင်ကေဖို့မြင်မြုပ်မိုင်းနဲ့စစ်ကြံလက်နဲ့ပြည့်စည်အနေရကြကဘလို့နေထိုင်ကြမလဲဆိုတဲ့အကြောင်းကိုဆက်လက်နားဆင်ကြရဖို့ရှိပါတယ်။အခုရေဆုံးတော့သတင်းတွေကိုပြောပြပေးပါမယ်။ Greenie ပြည်ရဲ့မြေပြင်တနေရာမှာဖွင့်လှစ်ထားတဲ့ ဟန်ဆော်တက္ကသိုလ်ကနေ2025-2026ပညာသင်နှစ်အတွက်သင်တန်းသားခေါ်ယူနေပြီးလျှောက်လွှာရရှိနိုင်ကြောင်းဒီနေ့နိုဝင်ဘာလ12ရက်နေ့မှာဖန်ဆောင်တက္ကသိုလ်ရဲ့လူမှုကိုရဆာမျက်နှာမှာတည်ပေးထားပါတယ်။ဝေခွေလျှောက်လွှာကိုတော့ဖန်ဆောင်တက္ကသိုလ်တင်နိုင်ရေးရာဌာနမှာလာရောက်ထုတ်ယူနိုင်ပြီးနိုဝင်ဘာလ13ရက်နေ့ကနေဒီဇင်ဘာလ13ရက်နေ့အထိလျှောက်ထားနိုင်တယ်လို့ဆိုပါတယ်။ဖန်ဆောင်တက္ကသိုလ်ဟာ ီးခဲ့တဲ့2024ခုနှစ်မတ်လအတွင်းမှာရိုက်ကောတက္ကသိုလ်ရဲ့ယာယီအုပ်ချုပ်ရေးကောင်စီကနေဦးဆောင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ဂရင်းနီဘီချားကာလာအုပ်ချုပ်ရေးကောင်စီ IEC တို့နဲ့တိုက်ပွဲဆွေးနွေးပြီးစတင်ဖွင့်လှစ်ခဲ့တဲ့တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ပညာသင်နှင့်လိုက်ကျောင်းပြန်ဖွင့်လှစ်ပြီးကျောင်းသားကျောင်းယူပြန်ခေါ်နေတဲ့ပေါ့။စစ်ကောင်ရှင်အာနာသိမ်းမှုကြောင့်ကျောင်းရနာရတဲ့ CDN ကျောင်းသူတူဦးကတော့အခုလိုကျောင်းတွေပြန်ဖွင့်ပေးတဲ့အတွက် ဒီကနေအခွင့်အရေးကောင်းတွေရမှာဖြစ်တယ်လို့သူက ပြောပါတယ်။ဖားဆောင်တက္ကသိုလ်မှာရှောက်ထားသူတွေအနေနဲ့အခြေခံအထက်တန်းပြီးဆုံးသူစနစ်ဟောင်းစနစ်တင်းနဲ့ Greater BECA အောင်မြင်ပြီးစီးသူ CDN စက်ကော်မရှင်လက်အောက်မှာကျောင်းမနေသူတွေဖြစ်ရမယ်လို့ထုတ်ပြန်ချက်မှာပြောဆိုထားပါတယ်။ Greenie ပြည်ဖွားသေးတန့်ရှင်အောက်ထက်အပါဝင်မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ဂီတသေးတန့်ရှင်တွေကမြမအတန်နဲ့ရုပ်မြင့်တန်ကြားအစီအစဉ်ကနေတစ်ချက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလွှတ်ဆော်ရေးအသိပညာပေးဆွေးနွေးမှုအစီအစဉ်ကိုနိုဝင်ဘာလ6ရက်နေ့မှာရိုက်ကူးခဲ့တယ်လို့ MITV ကနေထုတ်လွှင့်ထားပါတယ်။အဲဒီအစီအစဉ်မှာတေးတန်ရှင်အောင်ထက်နီနီခေစောမီဆန်ဒီအောင်လဟန်နီတာမေလာတန်စီဝီလာဖိုးကာရဲရဲအောင် ဖြိုးမြတ်အောင်အင်းမြတ်ဖြူချမ်းမြောက်ချိုအိတ်ချီနဲ့လိမ္မော်တီတို့ကပါဝင်ခဲ့တာကိုတွေ့ရပါတယ်။ စကွန်ရှိတက်ကရွေးကောက်ပွဲဖြစ်မြောက်ရေးလှုပ်ဆောင်မှုမှာမပါဝင်တဲ့အမှုပညာရှင်တွေကိုခေါ်ယူစစ်ဆင်တာတွေပြုလုပ်ပြီးတဲ့နောက်အခုလိုအမှုပညာရှင်တွေကစီလုံးလှုပ်ဆောင်ရင်းမှာပါဝင်လာကြတာဖြစ်ပါတယ်။ပြည်သူလူထုတွေလိုလားတဲ့ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲနဲ့သာပေါ်ပြနိုင်မှာဖြစ်ကြောင်းလဲစကွန်ရှိပိုင်းမြမအတန်နဲ့ရုပ်မြင့်တန်ကြားအစီအစဉ်တွေဝါရဖျ channel တွေမှာကြော်ညာနေတာပါ။ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာလဲခေတ်သစ်သမိုင်းကိုဒုံဆိုင်မဲ့သူများဆိုတဲ့ ရွေးကောက်ပွဲစီရုပ်ရေးအတွက်ဝါဒဖြတ်ဗီဒီယိုဇက်လန်းတူကိုတရုတ်ဆောင်နေတို့မြင့်မြတ်အီချမ်းမနေဝေမင်းမြင့်မိုးချူလေးပါဝင်အမှုပညာရှင်တွေကပါဝင်တရုတ်ဆောင်ထားကြပါတယ်။အဲ့ဒီဝါဒဖြတ်ဇက်လန်းကို ထုတ်လွှင့်ပြီးတဲ့နောက်ပြည်သူလူထုတွေက ပါဝင်တဲ့တရုတ်ဆောင်တွေကိုဝိုင်းဝန်းဆက်ကျင်ခဲ့ကြပါသေးတယ်။လွိုက်ကော်ချင်းထောင်မှာအခြေကျခံနေတဲ့အချင်းသားတွေလူရဲ့စေဖို့ပြန်လဲလူမြမဲ့ရက်တွေမှာ လွတ်မြောက်ခွင့်မရဘဲနောက်ထပ်အမှုတီးနဲ့ထပ်မံတရားစွဲခံနေရတဲ့အကျဉ်းသား6ဦးရှိတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့အောင်တိုဘာလတုန်းကလူရဲစစ်ကိုပြန်လည်လွတ်မြောက်လာတဲ့အကျဉ်းသားတဦးဟာလွတ်မြောက်ခွင့်မရဘဲနောက်ထပ်အမှုတီးနဲ့ထပ်မံတရားစွဲခံရပြီးအကျဉ်းထောင်မှာပဲဆက်နေရတယ်လို့သိရပါတယ်။သူနဲ့အတူနောက်ထပ်အမှုတီးနဲ့ထပ်မံတရားစွဲဆိုခံရတဲ့အကျဉ်းသား6ဦးရှိတယ်လို့ဂရီနီနိုင်ငံရဲ့အကျဉ်းသားများအစည်းအရုံး KPPA ရဲ့အဖွဲ့ဝင်တဦးကအခုလိုပြောပါတယ်โอเคอ่า like จินทองนี่ลุบပြီးတော့နောက်မှုပြန်ဆွဲခံတဲ့လူစွစွပေါင်း6ရောက်ရှိပြီဆရာအဲ့ဒီလာကတော့တရားဝနော် channel လူကြတော့ဟိုရှိတုန်းကတို့တွေပေါ့ဆိုတော့သူတို့ကဘာကြောက်ပြန်ဆွဲခံလဲဆိုရင်ညာတော့အဖြစ်သူတို့အမှုကစက်ခုတိမတရား အတိန်လေးဆက်တဲ့အမှုပေါ့နော်အဲ့ဒီမှုတက်ခံတဲ့လူကနောက်မှုဆွဲခံဖို့ရခနှုံးများတယ်ဥပမာ ကျွန်တော်တို့ဆိုရင်50နှစ်ကကြီးအကြံဖက်မှုနဲ့ဆွဲခံရတယ်တို့ပေမဲ့ကျွန်တော်ပြန်လှလာချင်းဒီတိုင်းအာလှလာတယ်ပေါ့နော်တို့ပေမဲ့အဲ့ဒီလူတယောက်ကဥပမာကျွန်တော်ပေါ့နော်ကျွန်တော်ကိုဆက်ခွန်တင်နေဆွဲထားပြီးတော့ဆက်ခွန်တင်နေကျွန်တော်ထောင်ချနေမယ်ဆိုရင်ပြန်လှလာတဲ့ရက်က သေးချဘူးနောက်မှပြန်ဆွဲခံရဖို့ရခဏအရင်များတယ်အဲဒီလိုအမှုတိတွေနဲ့ထပ်မံတရားဆွဲခံရတဲ့6ဦးထဲမှာ4ဦးဟာပုံမှန်50နှစ်ကကြီးနဲ့ပြန်လည်ဆွဲဆိုခံထားရတာဖြစ်ပြီး ထောင်တာ9နှစ်နီးပါးပြန်လည်ကြာခံခဲ့ရတာပါကျန်တဲ့နှစ်ယောက်ကိုတော့ဘာမှုနဲ့ထပ်မံဆွဲဆိုထားတယ်လဲဆိုတော့ကိုတော့အတီးပြုတ်နိုင်တာမျိုးမရှိသေးဘူးလို့ KPPA ရဲ့တာဝန်ရှိသူတူကပြောပါတယ်။ဟုတ်ကဲ့ကျွန်တော်တရားတလောက်တော့ အဲ့လိုမျိုးအမှုဖြစ်ဆွဲထားတာ6ယောက်ရှိတယ်ဗောနော်အဲ့ဒီ6ယောက်ထဲမှာအတီးပြုနိုင်တဲ့၄ယောက်တော့ရှိတယ်အဲ့ဒီ၄ယောက်က၅စနစ်ကကြီးနေပြန်ပြီးတရားဆွဲခံရတယ်ဗောနော်အဲ၅နှစ်ညီပါပြန်ကြားကြားတယ်ဗောနော်ဒါပေမဲ့၄ယောက်ကတော့အတီးမပြုနိုင်သေးဘူးဗောနော်အဲ့လိုချင်းနေရှိတယ်အဲ့ဒီအမှုသိတွေနဲ့ထပ်မံတရားဆွဲဆိုခံရတဲ့6ဦးစလုံးရဲ့အချက်အလက်ကိုတော့သူတို့ရဲ့လုံခြုံရေးအရထုတ်ဖော်ပြောဆိုခွင့်မရှိဘူးလို့လဲဆိုပါတယ် Greenie Bee Life ကိုအချင်းထောင်မှာတော့ နိုင်ငံရေးအချင်းသားဥယျာဉ်90ပါဝင် အချင်းသားစုစုပေါင်း900ခန့်ရှိပြီးအဲ့တွေ့ခွင့်မရကြဘူးလို့သိရပါတယ်ရှင်ကနော်ရီထိုင်းရဲ့သတင်းတွေကိုကြားခဲ့ရတာပဲဖြစ်ပါတယ်။အခုချိန်ကစပြီးမနေ့ဖြန်နိုဝင်ဘာလ23ရက်နေ့အတွက်မူလီဝါဒခမန့်ချက်တွေကိုဆက်လက်ပြောပြပေးပါမယ်။ ဘင်္ဂလားပင်လယ်အော်ခြေနေမှာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာတိတ်တင့်တဲ့ဖြစ်ထွန်းနိုင်ပါတယ်။ပင်လယ်ပြင်ခြေနေမှာတနင်္လာနေ့ကဲယိုသံမြေဝကျိုးပေါ်ဒေသတွေနဲ့မော်ဒမကွေ့ဘက်မှာ အရှိအရှိတောင်ဘက်ကလေတွေဟာတနိုင်ကုန်9မိုင်ကနေ10မိုင်ခတိုက်ခိုက်လာနိုင်ပြီးလိုင်အထင်သေးရှိနိုင်ပါတယ်။ရခိုင်ကဲယိုသားဘက်မှာအရှိအရှိမြောက်ဘက်ကလေတွေဟာတနိုင်ကုန်9မိုင်ကနေ10မိုင်ခတိုက်ခိုက်လာနိုင်ပြီးလိုင်အထင်သေးရှိနိုင်ပါတယ်။ မိုးချင်းနေမှာတနင်္လာနေ့တိုင်းနဲ့ကရင်ပြည်နယ်မှာနေရာကျကျဲမိုးရွာသွန်းနိုင်ပြီးကျန်တဲ့ဒေသတွေမှာတော့အများအပြားတာယာနိုင်ပါတယ်။မြို့အခြေအနေမှာစကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ကရင်ပြည်နယ်တွေမှာမြို့ထူတွေကျဆင်းလာနိုင်ပါတယ်။အခုပြောပြတဲ့မိုးလေဝသခန့်မှန်းချက်တွေကတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့မိုးလေဝသခန့်မှန်းချက်တွေဖြစ်ပါတယ်ဂရနီပြည်တွင်းကဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုမျှဝေချင်တာတောင်းဆိုချင်တာပြောင်းလဲစေလိုတာတွေနဲ့ပြည်သူတွေနေ့စဉ်ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုပြန်လည်မျှဝေပြောပြပေးချင်တယ်ဆိုရင်ကနေယောက်ဒီထိုင်းရဲ့လူထုစာလွှာအစီအစဉ်မှာပေးပို့စာကနေတဆင့်ပါဝင်နိုင်ပါတယ် ်သင်ရဲ့ပေးပို့စာကိုကန္နယဝတီချမ်းရဲ့ Facebook Messenger ကပဲဖြစ်စေ ktfmbmis@gmail.com ကို စာရေးသားပေးပို့တာဖြစ်စေပြုလုပ်နိုင်ပါတယ်။ Signal ဒါမှမဟုတ် Telegram ကနေတဆင့်ရေးသားပေးပို့ချင်တဲ့ဆိုရင်တော့အပေါင်း6685881 1ကိုရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။လူထုတွေပေးပို့လာတဲ့စာလွှာတွေကိုပြန်လည်ဖတ်ကြားပေးမှာဖြစ်ပြီးတော့သက်ဆိုင်ရာတွေဘက်ကနေပြန်လည်ဖြည့်ကြားချင်တဲ့ဆိုရင် လူထုစာလွာအစီအစဉ်ကနေတဆင့်ပြန်လည်ပေးပို့ဖြေကြားနိုင်ပါတယ်ခင်ဗျာ။အပတ်စဉ်ဗုဒ္ဓဟူးနေ့မှာတင်ဆက်ပေးနေတဲ့ကုန်စင်းတို့အစီအစဉ်ကနေပြီးဒီကနေ့မှာတော့မောညာမှာကစူးစီးတင်ဆက်ပေးထားပါရရှင်။ င်းပန်ပရိသတ်များရှင်ကုံစင်းလုံးတည်င်းနိုင်ငံချမ်းငွေလဲနှုန်းတည်င်းတွေကိုတင်ဆက်ပေးနေတဲ့အစီအစဉ်ကနေအခုခါမှာတော့ဒီမွန်ဆိုမြင့်တဲ့အရှိချမ်းမှာရောင်းချပေးနေတဲ့ကုံစင်းလုံးတည်င်းနဲ့ဒီကနေ့နိုဝင်ဘာလ12ရက်နေ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံချမ်းငွေလဲနှုန်းတွေကိုစုစည်းတင်ဆက်ပေးသွားပါမယ်အရင်ဆုံးတော့ဒီမော့ဆိုမြို့နယ်အရှိချမ်းမှာရောင်းချပေးနေတဲ့ကုံစင်းကုံချောက်73စီဇင်းနှုံးတွေကိုပြောပြပေးပါမယ်။ ။စံစေးမှာတော့စံရွှေရီအေရွှေအဖိုက်အိုထူတဲ့အိတ်ကို9000ကျပ်။စားစီအေးသူစား90တာတပူးမှာတော့15000ကျပ်၊ချက်သွန်ဖြူတပိတ်တာ8000ကျပ်၊ချက်သွန်နီတပိတ်တာ3000ကျပ်၊ခရမ်းချင်းတီတပိတ်တာ3000ကျပ်၊ကျင်းတပိတ်တာမှာတော့8000ကျပ်၊အာလူးတပိတ်တာ9000ကျပ်ခရမ်းသီးတပိတ်တာ8000ကျပ်ငရုတ်သီးစိမ်တပိတ်တာ8000ကျပ်ငရုတ်သီးချောင်းမိုးမျောသီးတပိတ်တာ12000ကျပ် မြုပ်သီး6ဂလိုအော်သီးတပိတ်သား9000ကျန်းချက်ဥတကဲမှာတော့18000ကျက်အမဲဘူးတဘူးကို3500ကျန်းဝက်ဘူးတဘူးမှာတော့4500ကျက်ချက်ဘူးတဘူးကို3500ကျန်းအသားသူတပိတ်သားမှာတော့16000ကျက်ကလဘဲတပိတ်သား8000ကျန်းဘဲနီလေးတပိတ်သား15000ကျက်ငပိထုတ်မှာတော့300ကျက်ငနီတူး6တပိတ်သား3200ကျက်ဆလာပြား6တပိတ်သား14000ကျက် တခြားသပိတ်သားမှာတော့၈000ကျပ်၊ coffee premium အထောက်ချီတစ်ထုပ်ကို18000ကျပ်၊ပဲချန်သပိတ်သား3400ကျပ်၊လက်ဖက်ချောင်းသပိတ်သား2200ကျပ်၊ကွန်တီသပိတ်သားမှာတော့3300ကျပ်၊အင်ကွန်းသပိတ်သား1000ကျပ်၊ကွန်နုဝါသပိတ်သားမှာတော့8000ကျပ်၊ထငဲ့သပိတ်သား8500ကျပ်၊ Fuji ဆပ်ပြားဘူးတေးတပူကို3500ကျပ်၊ Family Care ဆပ်ပြားတစ်ခဲမှာတော့3000ကျပ် ကာဘောလိပ်စပြတထောင်းမှာတော့2000ချံဝက်သားတပိတ်တာ3000ချက်အမဲသားတပိတ်တာ3000ချံကြက်သားတပိတ်တာ4000ချက်စီအတိအသီးရှိတယ်လို့သိရပါတယ်73စီစီနှုံးတွေကတော့ထက်စီတလီတာ9000ချက်ဒီဇယ်တလီတာ9000ချက်စီရှိတယ်လို့ဆိုပါတယ် ွန်ဆိုမြင့်နဲ့အရှိချမ်းမှာရောင်းချပြီးနေတဲ့ကုံစင်းကုံ6 73စီစင်းလုံးတွေကိုစုစည်းပြောပြပေးသွားတာပဲဖြစ်ပါတယ်။ဒီစင်းလုံးတွေက ရောင်းချတဲ့ဈေးဆိုင်ပေါ်မူတည်ပြီးစင်းလုံးကွာဟာမှုအနေငယ်ရှိနိုင်တယ်လို့ကုံစင်းလုံးတွေကလည်းအချိန်နဲ့အမျှအပြောင်းလဲဖြစ်ပေါ်နိုင်ပါတယ်။ဒီကနေ့နိုဝင်ဘာလ12ရက်နေ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံချောင်းငွေလင်းတို့တွေကိုဆက်ပြောပြပေးပါမယ်။ အမေရိကန်ဒေါ်လာမှာတော့ဒေါ်လာကိုမြန်မာကျပ်ငွေ3980ကျပ်ဝယ်ဈေးရှိပြီးရောင်းဈေးမှာတော့4080ကျပ်ပေါင်ဈေးနဲ့ဒီရက်ပိုင်းအတွင်းဒေါ်လာဈေးပြတ်သက်လာတာကိုတွေ့ရပါတယ်။နိုဝင်ဘာလ10ရက်နေ့ကအမေရိကန်ဒေါ်လာဝယ်ဈေး3945ကျပ်ရှိရာကနေဒီနေ့ဝယ်ဈေးက3980ကျပ်အထိကိုပြန်သက်လာတာပဲဖြစ်ပါတယ်။ ယူရိုစတာလင်ဈေးကွက်မှာတော့သစတာလင်ကိုဒီနေ့ရဲ့ဝယ်ဈေး4605ချက်ရှိပြီးရောင်းဈေးမှာတော့4920ချက်ပေါက်ဈေးနဲ့ယူရိုစတာလင်ဈေးမှာလည်းတက်လာတာကိုတွေ့ရပါတယ်။နိုဝင်ဘာလ10ရက်နေ့ကသစတာလင်ကိုဝယ်ဈေး4589ချက်ရှိရာကနေဒီနေ့မှာတော့4605ချက်အထိပြန်တက်လာတာပဲဖြစ်ပါတယ်။ဘရိတိန်ပေါင်ဈေးကွက်မှာတော့တပေါင်ကိုမြန်မာကျပ်ငွေ9930ကျပ်ဝယ်ဈေးရှိပြီးရောင်းဈေးမှာတော့ 9365ချက်ပေါက်ဆီရှိနေပါတယ်။မနေ့ကပေါက်ဆီမှာတော့ဗြိတိန်တပေါင်းဝယ်ဈေးဟာ9435ချက်မှာဝယ်ဈေးရှိခဲ့တာဖြစ်ပါတယ်။စင်ကာပူဒေါ်လာဈေးကွက်မှာတော့ဒေါ်လာကိုဒီနေ့မှာ3055ချက်ဝယ်ဈေးရှိပြီးရောင်းဈေးမှာတော့3135ချက်ပေါက်ဆီရှိနေပါတယ်။ စင်ကာပူဒေါ်လာဈေးမှလည်းဒီရက်ပိုင်းအတွင်းပြတ်သက်လာတာကိုတွေ့ရပါတယ်။နိုဝင်ဘာလ9ရက်နေ့ကစင်ကာပူဒေါ်လာကို3030ကျပ်ဝယ်ဈေးရှိရာကနေဒီနေ့မှတော့3055ကျပ်အထိပြတ်သက်လာတာပဲဖြစ်ပါတယ်။ထိုင်းဘတ်ဈေးကွက်မှာတော့နိုဝင်ဘာလ10ရက်နေ့ကစပြီး122.8ကျပ်ဝယ်ဈေးရှိပြီးရောင်းဈေးမှာတော့125.9ကျပ်နဲ့ဈေးငယ်နေတာကိုတွေ့ရပါတယ်။နိုဝင်ဘာလ9ရက်နေ့မတိုင်ခင်ကတော့ထိုင်းတပတ်ပေါက်ဈေးဟာ 123.95ကျပ်မှာဝယ်ဈေးရှိခဲ့တာဖြစ်ပါတယ်။တရုတ်ယွမ်ဈေးကွက်မှာတော့တရုတ်ကိုမြန်မာကျပ်ငွေ959ကျပ်ဝယ်ဈေးရှိပြီးရောင်းဈေးမှာတော့983ကျပ်နဲ့တရုတ်ယွမ်ဈေးတက်လာတာကိုတွေ့ရပါတယ်။နိုဝင်ဘာလ9ရက်နေ့ကတရုတ်တရွန်ဝယ်ဈေးဟာ954ကျပ်ရှိရာကနေဒီနေ့မှာတော့959ကျပ်ဈေးပြန်တက်လာတာပဲဖြစ်ပါတယ်။ လေးရှားရင်ကစ်ပေါ့စီမှာတော့သရင်ကစ်ကိုမြန်မာကျပ်ငွေ964ကျပ်ဝယ်ဈေးရှိပြီးရောင်ဈေးမှာတော့989ကျပ်ပေါ့စီရှိနေပါတယ်။မလေးရှားရင်ကစ်ဝယ်ဈေးမှာတော့နိုဝင်ဘာလ10ရက်နေ့မှာ952ကျပ်ရှိရာကနေပြီးဒီနေ့မှာတော့964ကျပ်နဲ့ဈေးတက်လာတာပဲဖြစ်ပါတယ်။ဂျပန်ယန်ဈေးကွက်မှာတော့တယန်းကိုမြန်မာကျပ်ငွေ25.8ကျပ်ရှိပြီးရောင်ဈေးမှာတော့26.45ကျပ်ပေါ့စီရှိနေပါတယ်။မနေ့ကနိုဝင်ဘာလ17ရက်နေ့မှာတော့ ဂျပန်တယန်းဝယ်ဈေးဟာ25.05ကျပ်မှာပေါက်ဈေးရှိနေခဲ့ပါတယ်။ကိုရီးယားဝမ်ပေါက်ဈေးမှာတော့တဝမ်ကို2.01ကျပ်ဝယ်ဈေးရှိပြီးရောင်းဈေးမှာတော့2.80ကျပ်နဲ့ကိုရီးယားဝမ်ဈေးမှာတော့ဈေးချသွားတာကိုတွေ့ရပါတယ်။နိုဝင်ဘာလ10ရက်နေ့ကကိုရီးယားတဝမ်ဝယ်ဈေးဟာ2.03ကျပ်ရှိခဲ့ပြီးဒီနေ့မှာတော့2.03ကျပ်ဝယ်ဈေးနဲ့ပေါက်ဈေးအနည်းငယ်ချသွားတာပဲဖြစ်ပါတယ်။ ီကနေ့နိုဝင်ဘာလ12ရက်နေ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံချောင်းငွေလဲနှုန်းတွေကိုစုစည်းတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ငွေဈေးတွေကအကောက်ချင်းချင်းလွဲပြောင်းမှု၊နေရာဒေသကွဲပြားမှု၊အရွက်ရောင်းဝယ်မှုအရာပေါက်ဈေးကွာဟမှုအနည်းငယ်ရှိနေကြလို့ဒီဈေးနှုန်းတွေကလည်းအချိန်နဲ့အမျှအပြောင်းလဲဖြစ်ပေါ်နိုင်ပါတယ်။မြေမြုပ်မိုင်းတဲ့စစ်ကြံလက်နက်ပစ္စည်းတွေရဲ့လူသားတွေတရိတ်ဆန်တွေအပေါ်ချင်းချောက်မှုအန္တရာယ်က အလွန်ကြီးမားပါတယ်။အဆိုးဆုံးကအသက်သေးကြီးပျက်စီးတဲ့အထိဖြစ်စေသလိုခန္ဓာကိုယ်အစိတ်အပိုင်းတွေဆုံးရှုံးပြီးမတန်ဆွမ်းဖြစ်တာပြင်းပြင်းထန်ထန်ဒဏ်ရာရတာတွေဖြစ်စေပါတယ်။အဲဒီလိုရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေတည်းမကပဲအသက်ရှင်ကြံခဲ့သူတွေဟာစိုးရိမ်ထိတ်လန့်တာစိတ်ဖိစီးတာလုံခြုံမှုမရှိသလိုခံစားရတာစိတ်တက်ကြတာစတဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားမှုတွေလည်းဖြစ်စေပါတယ်။လူမှုဘဝထိခိုက်မှုတွေလည်းရှိပါတယ်။ အသက်ရှင်ခဲ့ပေမဲ့မတန်ဆွမ်းဖြစ်သွားတဲ့အခါအိမ်ထောင်ပြုဖို့တာသမီယူဖို့အလौအကံရဖို့စတဲ့အခွင့်အလန်းတွေကိုပါကြီးမားစွာတက်ရောက်မှုရှိစေနိုင်လို့ပါဒါကြောင့်မလို့မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းအန်ဒီယာတွေနဲ့ပတ်သက်တဲ့ဘဝတုတ္တရတွေကိုကိုနေထိုင်ရာပတ်ဝန်းကျင်မှာမျှဝေပေးရင်ချစ်ခင်ရသူတွေကိုပောက်ကွဲလက်နက်ပစ္စည်းတွေရဲ့အန်ဒီယာတွေကနေကာကွယ်ကြရအောင်ပါ Radio FM ပရိသတ်တွေကိုအပတ်စဉ်တင်ဆက်ပေးနေတဲ့တုတ္တအဖျားဖျားအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီတစ်ပတ်မှာတော့ကလင်းငယ်တွေဘေးကင်းစေဖို့ညင်မြုပ်မိုင်းနဲ့စစ်တပ်နဲ့နဲ့ပြစ်စီအနေအချားကနေဘယ်လိုနေထိုင်မလဲဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဒီအကြောင်းကိုကျမနဲ့တူမောင်ညားမကတင်ဆက်ပေးသွားပါမယ်ရှင်။မောင်ညားမရေ အာနာသိပြီးနောက်ပိုင်းပြည်သူတွေနေထိုင်တဲ့နေရာတွေနဲ့လက်တကန်အကွာမှာရှိနေတတ်တဲ့မြေမြုပ်မှိုင်းနဲ့စစ်ကြံလက်နဲ့ပစ္စည်းတွေကြောင့်ကလေးတငယ်တွေပါဝင်ပြည်သူများစွာ အသက်သေဆုံးတာဒါမှမဟုတ်ထိခိုက်ဒဏ်ရာရတာတွေကြုံတွေ့နေကြရပါတယ်။အထူးသဖြင့်မတိနားလည်သေးတဲ့ကလေးငယ်တွေကမြေမြုပ်မှိုင်းနဲ့စစ်ကြံလက်နဲ့ပစ္စည်းတွေကိုကစားစရာနဲ့မှာတက်ကြပါတယ်။ဒါတွေပြင်ကလေးမိဘတွေကိုယ်တိုင်အတိမရှိ နားမလဲပဲမြေမြုပ်မှိုင်းနဲ့ စစ်ကြံလက်နေပစ္စည်းတွေကိုယူဆောင်လာပြီးကလေးတွေကိုဆော့ကစားစေကကလေးတေဆုံးခဲ့တဲ့ဖြစ်စီတွေ greeny ပြီးမှရှိခဲ့တယ်နော်ဟုတ်ပါတယ်ကိုကိုတိုင်းမြေမြုပ်မိုင်းနဲ့စစ်ကြံလက်နေပစ္စည်းတွေရဲ့အဒီရကိုသိရှိနားလည်မှကိုယ့်ရဲ့ရင်သွေးငယ်တွေလည်းဘင်းကင်းလုံခြုံမှာဖြစ်ပါတယ်ဒါကြောင့်ကလေးငယ်တွေနဲ့ပတ်သက်ပြီးဘင်းကင်းလုံခြုံစေဖို့ဘယ်လိုပြုမှုနေထိုင်ရမလဲဆိုတာကို ပြောပြပေးရအောင်ကောင်းပါပြီ မြင်မြုပ်မိုင်းတဲ့စစ်ကြံလက်နဲ့ပစ္စည်းတွေရဲ့အန္တရာယ်အကြောင်းကိုမိမိရဲ့ကလေးတွေကို ပြောပြတော့မယ်ဆိုရင်သူတို့ရဲ့အသက်အရွယ်ရနားလည်နိုင်တဲ့အလွယ်ကူဆုံးစကားလုံးတွေကိုအသုံးပြုရမှာဖြစ်ပါတယ်။မြင်မြုပ်မိုင်းတဲ့ပောက်ကွဲပစ္စည်းတွေဟာပုံစံအမျိုးမျိုးအရာအမျိုးမျိုးဖြစ်နိုင်ပြီးပစ္စည်းမျိုးစုံနဲ့လှုပ်ထားနိုင်တဲ့အတွက်ကစားစရာနဲ့လည်းဆင်တူနိုင်ပါတယ်။တခါတလေမှာပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာအရာတောက်ပပြီး ဘောလုံးလိုမျိုးလုံးဝနဲ့ပုံတရားနဲ့လည်းဖြစ်နိုင်ပါသေးတယ်။ဒါကြောင့်မိဘဆွေမျိုးနဲ့ရင်းနှီးတဲ့လူကြီးတွေက ပေးတာမဟုတ်ရင်ကစားစရာအပါအဝင်ဘယ်အရာကိုမှမယူရဘူးဆိုတာကိုကလေးတွေကို ပြောပြထားလို့ရပါတယ်။ကလေးတွေဆော့ကစားတဲ့အခါမှာသူတို့တွေထဲမှာကလေးတူဦးကတနည်းဖြစ်ဖွယ်ပျက်စီးတစ်ခုခုနဲ့ဆော့ကစားနေတာကိုတွေ့ရင်ချက်ချင်းရက်တက်ဖို့နဲ့ လူကြီးတူဦးကိုအ мян ပြန်ပြောပြဖို့တင်ထားရမှာဖြစ်ပါတယ်။ဒါရီအပြင်ကိုစီကနေအောက်ကိုပြုတ်ကျသွားတဲ့အရာမဟုတ်ရင်လုံးဝမကောက်ယူဖို့နဲ့အတည်ရရှိတယ်လို့ပြောထားတဲ့နေရာကိုဘယ်သူခေါ်ခေါ်လုံးဝသွားမကစားရဘူးဆိုတာကို ကလေးငယ်တွေသိချာနားလည်အောင်ရှင်းပြထားရမှာဖြစ်ပါတယ်။ကိုရဲ့ကလေးငယ်တွေကိုစာသင်ကျောင်းလိုမျိုးဒါမှမဟုတ်တနေရရာကိုသွားစီလိုတဲ့အခါမှာ အများသူငါသွာလာတဲ့လမ်းအတိုင်းသွာလာစေပြီးဖြစ်လန်းအသုံးမပြုဖို့ပြောပြထားရပါမယ်။ကို့မှာအဒီရရှိတယ်လို့သိထားတဲ့နေရာတွေကိုကို့ရဲ့ရင်သွင်းငယ်တွေလုံးဝမသွာလာဖို့နဲ့ဆော့ကစားတာမျိုးကို လုံးဝမပြုလုပ်ဖို့တေချာရှင်းပြထားရပါမယ်။မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နဲ့ပစ္စည်းတွေကဘယ်တူဘယ်ဝဘယ်အသက်ရွယ်ဆိုပြီးမခွဲခြားဘဲနဲ့ထိမိ၊ကံမိရင်ဒါမှမဟုတ်တချို့အချိန်တွေမှာ အပူအလင်းရောင်နဲ့ သတ္တုပစ္စည်းတွေကြောင့်အချိန်မရွေးပေါက်ကွဲနိုင်ပါတယ်။ဒါကြောင့်ကလေးတွေရဲ့ကိုယ်အလေးချိန်ဟာအလွန်ပော့ပါတဲ့အတွက်မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နဲ့ပစ္စည်းတွေမပေါက်ကွဲနိုင်ဘူးဆိုတော့သတင်းစကားတွေကလုံးဝမာယွင်းနေပါတယ်။တကယ်တမ်းတော့မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နဲ့ပစ္စည်းတွေက ပေါက်ကွဲစီဖို့ကလေးငယ်တွေရဲ့ကိုယ်အလေးချိန်ကလုံးဝမပေါက်ပါနေပါဘူး။ဒါတွေကိုမိဘတွေအနေနဲ့လုံးဝပေါ်ဆလို့မရတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဟုတ်ပါတယ်ဒါဆိုရင်ကလေးတွေအန္တရာယ်နဲ့တွေ့မယ်ဆိုရင်ဘယ်လိုလှုပ်ဆောင်ရမလဲဆိုတာကိုဆက်ပြောပြပေးပါမယ်မိမိရဲ့ကလေးငယ်တွေမြေမြုပ်မိုင်းနဲ့စစ်ကြံလက်နဲ့ပျက်စီးတွေရဲ့အန္တရာယ်နဲ့ကြုံတွေ့တဲ့အခါမျိုးမှာမိမိကိုယ်တိုင်စိတ်ကိုအတည်ငြိမ်ဆုံးထားပြီးမိမိပါဝင်ကလေးငယ်ကိုလှုပ်ရှားမှုကနေချက်ချင်းရက်တက်ခံရပါမယ်အဲ့ဒီပျက်စီးတွေကို ထိတာ၊ကင်တာမျိုးလုံးဝမပြုတ်လောက်ခိုင်းတင်ပါဘူးဒါအပြင်မြေမြုပ်မိုင်းနဲ့ စစ်ကြံလက်နဲ့ပစ္စည်းတွေကို နေရရွှေ့ဖို့စူးစမ်းတာကောက်ယူတာဒုံးနဲ့ထိုးတာတစုံတစ်ခုနဲ့ပြစ်ပေါက်တာမီးရှို့တာစတာတွေကိုလည်းလုံးဝမပြုလုပ်သင့်ပါဘူးမိမိရဲ့ကလေးငယ်ဟာမိုင်းဆက်ကွေးတဲကို ရောက်ခဲ့မယ်ဆိုရင်သူတို့လာရလမ်းအတိုင်းခြေရာကိုနှောက်ပြန်ဆုပ်ပြီးပြန်လာဖို့အတည်ငြိမ်ဆုံးနဲ့သူတို့ကိုပြောပြရမှာဖြစ်ပါတယ်ကိုယ့်ရဲ့ကလေးတွေဘေးကင်းလို့ချုံဖို့ဘာတွေလောက်ဆောင်တဲ့လဲဆိုတာကိုဆက်ပြောပြပေးပါမယ် ကိုနေထိုင်တဲ့ခြေရွာဒါမှမဟုတ်စစ်ရှောင်းစခန်းတွေမှာမြေမြုပ်မိုင်းနဲ့စစ်ကြံလက်နဲ့ပစ္စည်းတွေရဲ့ပေါက်ကွဲနိုင်တဲ့အဒီရေနဲ့ပတ်သက်တဲ့ပညာပိဓာတွေကိုလက်ခံရရှိပြီးသားဖြစ်ရပါမယ်။ဒါမှသာကိုယ့်ရဲ့ရင်တွေးငယ်တွေကိုဘင်းကင်းလုံခြုံဖို့စနစ်တကျလှုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ကိုယ့်ရဲ့ကလေးတွေကိုဘင်းကင်းလုံခြုံစေဖို့နေရာထိုက်ခင်းတွေကိုတေချာစီစဉ်ထားရပါမယ်။သူတို့တွေမတွားရမယ့်နေရာ ဆော့ကစားလို့မရတဲ့နေရာတွေကိုနင်နမိတ်အသားအစီတွေပြုလုပ်ထားပေးပါ။မိုင်းနဲ့ပောက်ွယ်စီနိုင်တဲ့ပစ္စည်းတွေကလူတွေကိုဘလောက်ထိအတရေပြုနိုင်တယ်ဆိုတာကိုသေချာရှင်းပြပေးပါ။ဘေးကင်းလုံခြုံတဲ့အပြုမူတွေကိုသေချာရှင်းပြထားပြီးကိုကိုတိုင်းကလေးတွေရဲ့ရှေ့မှာ အမြဲတမ်းစနမူနာကောင်းဖြစ်အောင်နေထိုင်ပြဖို့လိုပါတယ်။နှွားချောင်းတာခြံဝန်းထဲမှာဟင်တင်ဟင်ရွက်ခူတာဟင်းရှာထွက်တာ ထင်းရှားထွက်တာစတဲ့လှုပ်ဆောင်မှုတွေပြုလုပ်တဲ့အခါကလေးတွေကိုလုံးဝမခေါ်သွားသင့်ပါဘူးကလေးတွေကိုအမိုက်တရိုက်အပြက်အစီတွေရှိတဲ့နေရာတွေမှာနေခိုင်းစေတာဒါမှမဟုတ်စော့ကစားစေတာတွေကိုလည်းသားမြစ်ထားရမှာဖြစ်ပါတယ်ဟုတ်ပါတယ် ဒါဆိုရင်ဒီတစ်ပတ်သုတအဖြာဖြာအစီအစဉ်ကနေပြီးကလေးတွေဘေးကင်းစေဖို့မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နဲ့ပြည့်စည်အနေကြဘလို့နေထိုင်ကြမလဲဆိုတဲ့အကြောင်းကိုပြောပြပေးတာဒီမှာပဲအဆုံးတက်လိုက်ပါတယ်။နောက်တစ်ပတ်သုတအဖြာဖြာအစီအစဉ်မှာ KTF ပြည်သက်တွေအတွက်ဘလို့ဘ ഹു သုတရစီမဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်မလဲဆိုတာ KTF ပြည်သက်တွေအားလုံးစောင့်မျှော်လာစေပေးကြပါအောင်ရှင်။ က်နဲ့ကြီးနဲ့လေချောင်းရံကာကွယ်နိုင်မဲ့ဘုံခုကြီးများဆောက်လုပ်ခြင်းမိမိတို့ရဲ့နေအိမ်တွေမှာမိသားစုဝင်အလုံးဝေဆက်နိုင်တဲ့ဘုံခုကြီးတွေပြုလုပ်ထားတဲ့အပြင်ကြောင်းဘာသာရေးအဆောက်အအုံအစရှိတဲ့နေရာတွေမှာလူဦးရေအလုံးအကာအကွယ်ယူနိုင်မဲ့ဘုံခုကြီးတွေကိုတူးထားတင်ပါတယ်ဘုံခုကြီးတွေကိုမြေခွေးကွယ်တောင်ဆောင်ကပန်းတွေမှာတူးမယ်ဆိုရင်ပိုပြီးကောင်းပါတယ် တောင်ဆောင်မဟုတ်တဲ့မြေပြတ်တွေမှာအနည်းဆုံးအနဲ့ငါးပေနဲ့မိသားစုဦးရေအားလုံးဆက်နိုင်မဲ့အကျယ်အနေအထားဖြစ်ဖို့လိုအပ်ပါတယ်။ခိုက်ခတ်တဲ့အဖုံးဖြစ်စေဖို့လုံချင်းတပေခန့်ရှိတဲ့တိလုံးတွေကိုအသုံးပြုပြီးမြဲမြံမှုရှိစေဖို့တန်ကျိုးတို့ကျိုးဆိုင်ကယ်ချိတ်ကျိုးတွေတန်ရက်ချိတ်ဆွဲထားပါတိတုံးတွေပေါ်မှာမိုးကပြေပြားတို့ပြားတွေနဲ့ မြေထုနပေခတ်ထပ်ဖို့ပါဘုံခုကြီးဟာလေဝီလေထွက်ကောက်ကောက်ရရှိဖို့လိုအပ်ပြီးဖြစ်နိုင်မယ်ဆိုရင်အဝေထွက်လမ်းကြောင်းတွေကိုတပြောက်တန်းတီးမဟုတ်ပဲတစိချိုးပုံစံမျိုးတွေနဲ့လှုပ်ရည်ပိုကောင်းပါတယ်။ကြောက်တွေရှိတဲ့နေရာမြင့်ကြီးတူရခက်ခဲတဲ့နေရာတွေမှာတဲအိတ်မြင့်ကြီးအိတ်တွေနဲ့ပုံခုနိုင်တဲ့နေရာတွေကို ပြုလုပ်ပါ။ အရေးပေါ်အခြေအနေတွေအတွက်ကြိုတင်လက်ကျင့်မှုများပြုလုပ်ခြင်းတေးဝါတွေဆစ်ဆောင်စခန်းတွေဘာသာရေးအဆောက်အဦတွေဈေးပေးခန်းတွေနဲ့စာတင်ကျောင်းတွေမှာအရေးပေါ်လက်နေကြီးပြစ်ခတ်မှုနဲ့လေချောင်းရကာကွယ်ရေးကြိုတင်စက်တိုက်လက်ကျင့်မှုတွေကို မကြာခဏလှုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်ကြိုတင်လက်ကျင့်မှုဟာအရေးပေါ်အခြေအနေမှာကစစ်ကလျားဖြစ်မှုတွေ မတော်တဆထိခိုက်ဒဏ်ရာရရှိနိုင်မှုကိုလျှော့နေစေမှာဖြစ်ပါတယ်။ဂျူတင်လက်ချင်းမှုမှာဥဆောင်ပေးဖို့လိုအပ်တဲ့ကလင်းငယ်တွေ၊တက်ကြီးရွယ်ဦးတွေ၊နမ်ကြာဖြစ်သူတွေ၊မတန်ဆွမ်းတွေ၊ကိုဝန်ဆောင်တဲ့မိခေတွေကိုစည်ရင်ပြုစုထားပါ။ဒါအပြင်နေရာတစ်ခုချင်းစီအတွက် အရေးပေါ်အခြေအနေမှာအကူအညီလိုအပ်သူတွေကို အကူအညီပေးနိုင်တဲ့ဥဆောင်နိုင်တဲ့လူငယ်လူရွယ်တွေ စေတနာဝန်ထမ်းတွေဆရာဆရာမတွေကိုစည်ရင်ပြုစုပြီးတာဝန်တွေ ခွဲဝေသင့်ပါတယ်ကျေးဇူးအဖမ်းမြန်မာဘာသာရေဒီယိုအစီအစဉ်တင်ဆက်ပေးတာဒီညဘောတော့တလောက်ပါပဲရှင် KTF ကိုနားဆင်အပိတ်ခဲ့ကြတဲ့ပြည်ထက်တွေအားလုံးနဲ့ဂရင်းနီပြည်သူပြည်သားအားလုံးစစ်အာဏာရှင်ဘင်းကနေအမြန်ဆုံးလွတ်မြောက်ပြီးဘင်းကင်းလုံခြုံတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေလို့ KTF အဖွဲ့သူဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သလိုက်ပါတယ်။နားဆင်အပိတ်ခဲ့ကြတဲ့သူတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်။ကျမတို့စီစဉ်တင်ဆက်သူမော်လေးများပါ။